ာလန်ကစံယုတ်တရုတ်လိုဖြစ်နေရမယ်လို့ကွာဒီယိုလာတောင်းဆိုဘောလုံးကြိုက်သူများအတွက်ကျွန်မရဲ့ဝမ်မီဒီယာချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါမယ်မန်ချက်စတာစီးတီးသင်းရဲ့ဂိုးသွင်းဆက်အာလန်ဟာလန်တယောက်သူ့ရဲ့ကစားသမားဘဝတစ်လျှောက် professional twin go 300ပြင်းမြောက်သွားခဲ့ပြီးတဲ့နောက်မှာတော့နီးပြဖြစ်သူဖက်ခွာဒီိုလာကသူ့ကိုတိုက်စစ်မှုစီရနေဘာဟုတီးတီးကြကြလိုချင်နေဆိုတာကိုထုတ်ဖော်ပြောကြားလိုက်ပါတယ်အသက်24နှစ်သာရှိနေသေးတဲ့နော်ဝေးတိုက်စစ်မှုဟာလန်ကဂိုးပေါင်း300ဆိုတဲ့ကြီးမားတဲ့မှတ်တိုင်ကိုစိုက်ထူပြနိုင်ခဲ့တာပါ ။ပြီးမြလင်းရွှေဖနက်စုကိုနှစ်ကြိမ်တိုင်တိုင်သိမ်းပိုက်ထားနိုင်ခဲ့တဲ့သူစီကနေပြီးတော့ဒီတမကအောင်မြင်မှုတွေအများကြီးလာအောင်မယ်ဆိုတာကတော့သိကြနေပါဗျ။ကမ္ဘာအကောင်ဆုံးနီးပြရေကတူဖြစ်ပြီးအမြင့်တစဉ်အကောင်ဆုံးကိုသာတောင်းဆိုတတ်တဲ့ဂွာဒူလာရဲ့လက်အောက်မှာကစားရခြင်းဟာဟာလန်ရဲ့မွေးရပါအရေးတွေးတွေကိုအမြင့်မားဆုံးစင့်ထိဆွဲတင်ပေးနိုင်ခဲ့ပြီးသူတို့နှစ်ဦးကပြည်ရင်းလေးနဲ့ချန်ပီယံလိဖလာတွေကိုအတူတကွရယူထားပြီးသားလည်းဖြစ်ပါတယ်။ ဖီဘာကလကမဖလားပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်နေစဉ်တွင်ဂွာဒီလာကသူ့ရဲ့ကြောက်မက်ပွဲအကောင်းဆုံးနံပါတ်9တိုက်စစ်မှုစီရနဲ့ဘောင်းမျောလင်းနေလဲဆိုတာကိုအခုလိုပဲဖွင့်ဟပြောကြားခဲ့ပါတယ်။ ကျွန်တော်အာလင်းစီယာနေတောင်းဆိုတာကပထမဆုံးလှုပ်ရှားမှုကိုအမြန်ဆုံးပြုလုပ်ဖို့ပါပဲအဲ့ဒီထက်ပိုတဲ့ပြင်းထန်မှုမျိုးမရှိပါဘူးဒါပေမဲ့ तू ကဆက်ရုပ်တရုပ်လိုဖြစ်နေရပါမယ်ပြီးတော့ကျွန်တော်တို့ကသူ့ကိုပံ့ပိုးကူညီပေးနေရမယ်တခါတလေ तू ကရှေ့ကိုပြေးထွက်သွားပြီးမယ်ကျွန်တော်တို့တင်းကလိုင်းမသွားနိုင်တဲ့ခါတွေရှိတယ်ဒီနေ့ပွဲမှာတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့ဒီနေရာကိုရောက်အောင်သွားနိုင်ခဲ့ကြတယ်ကျွန်တော်ပြောနိုင်တာတခုကတော့ဂုဏ်ယူပါရဲပေါ့ သူက24နှစ်အရွယ်နဲ့ဂိုးပေါင်း300ပြေခဲ့ပြီးကျွန်တော်တိုက်ရှင်မှုတွေကိုအရန်လေးကြပါတယ်။အားလင်းတော့သူကိုသွင်းနိုင်ခဲ့တဲ့အတွက်နဲ့နေရာချင်းချင်းလေးတွေထဲမှာပါဝင်ကစားနိုင်ခဲ့တဲ့အတွက်အရန်အရန်ကိုဝမ်းသာပါတယ်လို့ဂွာဒီယိုလာကပြောဆိုလိုက်ပါတယ်။ဟာလိုင်းရဲ့ဂိုး300ပြေးမြောက်တဲ့ကိုဂျူဗင်တက်စ်အသင်းရဲ့ပွဲစဉ်မှာသူယူနိုင်ခဲ့တာဖြစ်ပြီးအဲ့ဒီပွဲမှာမန်စီးတီးက5-2ဆိုတဲ့ရလဒ်နဲ့အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ နွေရာသီပြောင်းရွှေ့ကာလအတွင်းအသင်းုံအင်အားဖြစ်တင်မှုတွေပြုလုပ်ထားတဲ့ပုံမှာလည်းဂွာဒီယိုလာကအကောင်းမြင်နေပါဗျ။ကျွန်တော်မြင်ရတော့မနစ်ကရာသီမှာကျွန်တော်တို့မှာမြုံနိုင်လောက်ဆရာကောင်းတဲ့လူစရင်နဲ့အသင်းတင်းကိုပန်းဆိုင်ခဲ့ပါဗျ။ဒါပေမဲ့ကစားသမား90ရာခိုင်နှုန်းလောက်ကဒဏ်ရာတွေနဲ့လုံပန်းနေခဲ့ရတော့အသင်းရဲ့အဆင့်ကျဆင်းသွားပြီးကောင်းကောင်းမရှင်ပြိုင်နိုင်ခဲ့ဘူး။ဒီရာသီမှာတော့ကျွန်တော်တို့ဒီအချိန်ဟုန်ကိုတတ်နိုင်သမျှအကြဆုံးထိန်းသိမ်းသွားဖို့စူးစမ်းသွားမှာပါလို့သူကထပ်လောင်းပြီးတော့ပြောကြားခဲ့ပါဗျ။